မြန်မာကားကိုတခါမှတန်းစီဘူးလက်မှတ်ကိုဝယ်ရမယ်လို့မထင်ခဲ့မိဘူးပေါ့လေကွာတော့ဝယ်လိုက်ရတယ်ပေါ့လေခင်ဗျလောင်ခင်ဗျ channel ကိုဘာဝင်လို့တာညာအော်ကျွန်တော်တန်ရှင်းလာလို့တာပါခင်ဗျာခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာတာမလားဟမ်မဟုတ်ပါဘူးဗျာဒါအမိုက်တို့ပါ ပြည်ပြည်တွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့တမရအောင်ရှီရောက်နေတယ်လက်လောမှာတော့အရန် online မှာဟော့နေတယ်မြေစာကိုလာကြည့်ရပါဘောလေဒီဒီဘက်ကတော့ရုပ်ရှင်ကတကားယုံတင်နေကင်းနဲ့မြေစာကင်းကတော့၁၀ခွဲနဲ့၃ခွဲပြတယ်မြေစာကတော့တနအီနဲ့၆နာရီပြတယ်ဘောလေဒီကကတော့လောလောဆယ်တော့ online ပေါ်မှာအရန်ဟော့နေတယ်အခုဒီနေ့လာတဲ့အချိန်မှာလည်းလူတွေကအများကြီးပဲဗျာ ကျွန်တော်ဒီ Mr. Blue Program သွားတဲ့တောက်လျှောက်မှာတခါမှရုပ်ရှင်အောင်မှာလက်ဖက်ကိုတန်းစီပြီးတော့ငွေခဲ့ဘူးပေါ့လေကျွန်တော်ဘဝမှာဒါနဲ့ဆိုလို့ရှိရင်၃ရက်မြောက်ပေါ့လေရှင်းနေခြင်းကတော့ Avenger Infinity War နဲ့ End Game ပေါ့လေအဲ့တခါကတော့လက်မှတ်တန်းစီဝယ်ဝယ်ရတာဗျာကိုကိုကိုဝယ်ခြင်းလို့ပေါ့မြန်မာကားကိုတခါမှတန်းစီယူလက်မှတ်ကိုဝယ်ရမယ်လို့မထင်ခဲ့မိဘူးပေါ့လေဖုန်းလိုခြင်းနေဆိုရဲကိုကြီးကဝယ်ပေးခြင်းနေတာဟောသာဒီမဖုန်းကျောက်ကဘာလို့ရမလဲဘာလို့ရမလဲဟမ်မင်းကဖုန်းလိုခြင်းနေဆိုလို့ ငါတီဖို့မရမကစူးစမ်းပြီးတော့ငါဝဲခဲ့ရတာဘာဖြစ်လို့ဒီကားတောက်ထိလူတွေအများကြီးရောက်လာတယ်တော့ကျွန်တော်မသိဘူးဖြစ်နိုင်ကြီးကတော့အများကြီးပဲအခြေခံလူငန်းသားတွေကဘဝကိုပြောတာဖြစ်တဲ့အတွက်အခြေခံလူငန်းသားတွေကိုရေလာကြည့်ရတယ်ဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် PM ဟို PM ဟိုအခြေခံတာဖြစ်တဲ့အတွက်လည်းအဲ့ဒါကိုကြည့်ကျင်လို့လည်းဖြစ်နိုင်တယ်မီဒီယာအကောင်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်မြင်မြတ်ကိုကြိုက်လို့လည်းဖြစ်နိုင်တယ်ဒီမှာလေးနဲ့ဗိုက်စာနေမဲဆိုတာဒီလိုကိုရေခေါင်းစကြောတစ်ခါလေးဝင်လာခဲ့တယ်စောင့်သိမြတ်ခင်မှာဝင်ဆောင်ရတဲ့ခေါင်းစကြောကဘာမှအကောင်းဆုံးဝင်ကိုကြီးမောပြလိုက်တာကဲစားကောင်းနေဆိုရင်စား ဝမ်းအောင်သာစားပေါ့နော်ဘလို့ကြောင့်မဖြစ်ဖြစ်သေးကြတော့ဒီကကျွန်တော်တခါမှမကြုံဘူးတော့လူများတယ်ဗျာဘလို့ဇလန်းနေလာအောင်လဲတော့မသိဘူးဒါပေမဲ့ကျွန်တော် trailer ကြီးကြည့်ရတော့ဇလန်းကိုအချင်းကြီးရတော့ကောမြင်းမြတ်ကဒါစီပင်ဝန်ထမ်းပေါ့လေစီပင်ဝန်ထမ်းဖြစ်တဲ့အတွက်ဒါသူ့မှာညီလေးနဲ့ညီမလေးရှိရယ်သူမိသားစုတွေရာလည်းမရှိတော့ဘူးသူညီနဲ့ညီမကိုစောင့်ရှောက်ဖို့အတွက်ကိုဒါသူ့ချစ်သူအေးမြန်သူနဲ့ကိုဆွတ်လွတ်ပြီးတော့ဒါညီနဲ့ညီမကိုစောင့်ရှောက်တယ်ပေါ့လေအသက်ကြီးလာတဲ့အချိန်မှာတော့ညီနဲ့ညီမအကူမကျေနပ်ဘူးထုံးစံတိုင်းငူထုံးစံတိုင်းငူကြယူကြ ဝန်နေရကြေခွဲကြပါဗောလေဒါကတော့ကျွန်တော်ထရေလာမှာမြင်ရတဲ့ဇလန်းကြီးကိုကျွန်တော်ပြောပြတာဒီမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ရတာရှက်နေကြတာဗောဟုတ်လားဟုတ်တယ်လေညီမလေးအကောလမ်းဘေးမှာအမိုက်သိမ့်နေစီပင်ဝင်နေဆိုတာတို့တိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြလဲကိုကြီးအဲ့ဒါမတွေ့မိလားညီမကျွန်တော်ထင်သားတော့ကောင်းမလားဒါမှမဟုတ်ရှင်ထရေလာမှာပြတယ်လို့ပဲတကယ်ငုံနေရမလားနေရီချူပြီးတော့လူတွေကိုကြေခွဲအောင်လုပ်မလားဆိုတော့ကျွန်တော်ချီပြီးမှပြန်ပြောပြမယ်တော့တော့ဒီလောက်ပါပဲအဲ့တော့လာသွားကြပါရုံနဲ့လဲဝင်လို့ရတော့ပဲဆိုတော့ အွန်လိုင်းမှာလူပြောများနေတဲ့မြေသားတော့ကြည့်ပြီးသွားပြီပါလေဒါပေမဲ့စိတ်မကောင်းတဲ့ခုတော့ပြောရမှာကျွန်တော်တို့ဒါတနာရီပွဲဆိုတော့ယုံထဲကိုဝင်တဲ့အချိန်မှာတော့ဒါထိုင်နေတော့တိတ်တော့မသိဘူးပေါ့လေဟာလို့ဒီရုပ်ချက်ကြည့်ရတာမူးလိုက်တာဆိုငငယ်လေးဝါးလေးတွေတော့သိရတယ်ပေါ့လေအဲ့ဒီတော့ဒါငငယ်တန်းခံရတဲ့ပြည်သူတွေအားလုံးအဲ့ဒီအကင်းပါသလိုကျွန်တော်ဒီမှာဒီအနေနဲ့ဆူတောင်းပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကားကတော့ယုံနှင်းဝင်ကမှာကျွန်တော်ပြောခဲ့သလိုပဲဒါမောင်နှမတန်ရောစင်ကိုပြရတဲ့ကမြင်းမြတ်ကအဖေနဲ့အမေနဲ့က accident ဖြစ်ပြီးဆုံးသွားတယ်။အဲ့ဒီတော့သူကသူ့ရဲ့ ညီလေးနဲ့ညီမလေးကိုသူကစောင့်ရှောက်တယ်ဗောလေအဲ့တည်းလဲသူမှအများကြီးပေးဆက်ရတယ်ဗျာသူကြီးသားနဲ့လဲသူကြီးသားနဲ့လဲဘယ်လိုပြောမလဲဒီ꽌ခဲ့ရတယ်ဗောလေသူချစ်တဲ့ညီမမန္တမတွေကိုဦးစားပေးခဲ့တယ်အဲ့နမျိုးရန်ကုန်မြို့ရောက်လာရောက်လာတဲ့အချိန်မှာလဲသူသာစီပင်ဝန်ထမ်းဘဝနဲ့ညီရင်ညီမတွေကိုပြုစုပျိုးထောင်ပေးရဲ့အသက်ကြီးလိုက်တဲ့အချိန်မှာအကိုကျေးဇူးကိုမသိဘူးဗောလေအာဒါပေမဲ့ကျွန်တော်ဘဝင်မကြတာတခုတော့ရှိတယ်ဗျဘာလို့လဲဆိုတော့သူညီနဲ့ညီမอ่ะဗျသူ့ဘောအင်ပါတာမှရိုင်းလာ တော့ကြီးဝါးဝါးကြတယ်လောကကြီးမှာအကြီးကိုမယူသေးဘဲနဲ့မိုင်ရိုင်းတဲ့လူပဲကြီးဝါးဝါးလာပေါ့လေအဲ့ဒီတစ်ခုကတော့နည်းနည်းမေကုန်းထုတ်စရာဖြစ်တယ်ပေါ့လေအဲဒီမှာရေးတာကတော့ based on based on the true story ပေါ့နော် based on true story ပေါ့ဖြစ်ရမန်ဇလန်တစ်ခုအခြေခံထားရလို့ပြောတယ်ဗျဘယ်အတိုင်းတာအထိဖြစ်ရမန်ဇလန်ကိုအခြေခံထားလဲတော့မသိဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဇကာကတောက်လျှောက်ကောင်းတယ်ဗျာဇသိန်းကြီးကတော့အဖျားရှူသွားတယ်ပေါ့လေအဲ့လိုဇသိန်းမျိုးကတော့လက်တွေ့ဘဝမှာမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်တော့ထင်တယ်ပေါ့လေအဲပြောရမယ်ဆိုလို့ရှိရင်ဗျာ spoiler တော့မဟုတ်ဘူးပေါ့လေညီရင်ညီမတွေကကောင်းစားသွားကြတယ်ပေါ့လေအဲ့ဒီမှာဇလန်ကနည်းနည်းဗ ာနဲ့သွားဆင်လဲဆိုတော့ကျွန်တော်ငယ်ငယ်တော့ဖက်ခဲ့ဘူးတဲ့အစာမှာသင်ခဲ့ဘူးတဲ့ဥပိုးကြရဲ့ဝိတုဖြစ်တဲ့မင်းကတော်နဲ့တော့နည်းနည်းသွားဆင်လဲပေါ့လေအဲ့လိုဆက်ဆံမျိုးပေါ့ဒီရုပ်ရှင်ကနဲ့ပတ်သက်ပြီးတော့ကျွန်တော်မဖြစ်မနေချီးကျူးအောင်မှာတော့မြင့်မြတ်ပဲဗျာတောင်းတောင်းများလူတန်းကဒါအတန့်ကြိုက်ကြတယ်ဗျာမြေရုပ်ရှင်မင်းသားတွေဆိုလို့ရှိရင်တော့ပိုဆုံးပါပေါ့လေအဲ့လိုအနေထားမျိုးမှာတကယ်အမိုက်ပုံတွေရဲသွားပြီးတော့သူအပင်ပန်းခံပြီးရိုက်တယ်တကယ်ဟို character ဝင်အောင်သူရိုက်တယ် တို့ရသူဗျာခင်ဗျားတို့ကြိုက်ချင်ကြိုက်မကြိုက်ချင်နေဒါပေမဲ့အနည်းဆုံးတော့သူ့ရဲ့ကြိုးစားအားထုတ်မှုကိုအတိမတ်ပြုတင်တယ်မြင်းမြင်းမြတ်အတိုင်းပဲနောက်ထပ်အတိပြုအတိမတ်ပြုတင်တဲ့တယောက်ကတော့ဆင်မသူကိုယ်တိုင်လည်းအဲ့လိုအနည်းနာခံပြီးတော့ပင်မဆင်းရဲခံပြီးသွားရိုက်တယ်နောက်ပြီးတော့နောက်ွယ်မှာရှိတဲ့ production team ပေါ့နော် ဒါအမိုက်ပုံတန်းမှာသွားပြီးတော့နေဘူးချေတဲ့ကြီးမှာသွားရတယ်ဆိုတော့မင်းသားနဲ့ဆက်ဖို့နဲ့နှစ်ယောက်ထဲနဲ့တရုတ်ဆောင်နှစ်ယောက်ထဲနဲ့ပြီးသွားတာမဟုတ်ဘူးနောက်ကနေပြီးတော့ခြိုက်ပေးမဲ့အဖွဲ့တွေအကုန်လုံးပါတယ်သူတို့တွေအကုန်လုံးကလည်းအပင်ပန်းခံပြီးရိုက်တာဗျအဲ့တည်းဒီကားရဲ့ production team တစ်ခုလုံးတော့ကျွန်တော်တကယ်ချီးကျူးချင်ပါတယ်သူတို့ရဲ့ဒါ camera crew ပေါ့လေသူတို့တကယ်ချီးကျူးချင်တယ်သူတို့တကယ်ကိုအပင်ပန်းခံပြီးတော့တကယ်ကိုရိုက်ထားတာပေါ့လေဒီကားမှာမြင်းမြတ်ကဘောကနှစ်ခုကိုပုံဖော်ထားတယ်တစ်ခုကကျတော့စီပင်ဝင်တိုင်းဖြစ်တဲ့အတွက်အောက်ခြေသိန်းလိုလူတွေကသတ်မှတ်ပြီးတော့သူ့ကိုမခေါ်ခြင်းမပြောခြင်းသူ့ညီညီညီမတွေကသူ့ကိုစီပင်ဝင်တိုင်းအကိုကြီးတော်တာကတော့ရှက်တယ်ဆိုရဲသဘောမျိုး ပါလေနောက်တစ်ခုကကျတော့ညီညီမတွေကိုအရန်ချစ်ပြီးတော့ဒါသူအရန်ဟောဘာလို့လို့ခွင့်ခွင့်လွတ်တတ်တဲ့အကိုကြီးဖားရနေရာကနေပြီးခွင့်လွတ်တတ်တဲ့အကိုကြီးတောင်နေရာပေါ့ဒီနေရာမှာလည်းမြင်းမြက်ကသေးဟောဆောင်တာကိုပတ်သက်ပြီးတော့ကျတော့သဘောကျတစ်ချက်ရှိရပြီအဲ့ဒါကဘာလဲဆိုတော့သူကဒီအမိုက်ကောက်တဲ့အလုပ်ကိုသူလုပ်နေရတယ်ဒါပေမဲ့အဲ့အလုပ်အတွက်သူမတော့မရှက်ဘူးတမအာသူကဆန်တဲ့အလုပ်တစ်ခုလုပ်တာဘာရှက်စရာရှိမှလဲဆိုရဲ့ မိုင်းဆက်မျိုးပုံစံမျိုးသူမျက်နှာပေါ်မှာမြင်ရတယ်ဗောလေတကယ်လဲကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုမျိုးစီမံဝန်ထမ်းတွေမြင်ရမှာပါသူတို့အနေနဲ့သူတို့သူတို့လုပ်နေရတဲ့အလုပ်ပေါ်မှာရှက်တဲ့ပုံစံမျိုးမရှိဘူးဒါငါတို့ရဲ့ဘွားရည်တရေတွေလုပ်နေရတာဆိုရဲပုံစံမျိုးဗောလေအဲ့ character ကိုအကောင်းဆုံးပုံဖော်နိုင်တယ်ဗျာနောက်တစ်ခုကတော့ဗျာဘယ်လိုပြောမလဲကျွန်တော်သဘောကျတော့စီမံဝန်ထမ်းတွေဒါအမိုက်သမားတွေဆိုတော့အောက်ခြေသိမ်းလူတန်းသားတရလူအများစုကတတ်မှတ်ထားရပါလေအဲ့လူတန်းသားရဲ့ဘဝတစ်ခုကိုတော့မိမောင်းထိုးပြတာရပါလေကျွန်တော်တို့ကိုရန်ကတော့ကျွန်တော်ကိုရန်ကတော့အမိုက်မကောက်ခဲ့ဘူးတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့သူတို့ပတ်ဝန်းကျင်မှာလေဟာဒီကောင်တွေကတော့ဘလို လဲဒီကောင်လေးနဲ့မပတ်သက်နဲ့ဒလူလူကြီးနဲ့မပတ်သက်နဲ့ဆိုပြီးတော့ရိုက်ခတ်မှုတွေရှိကောင်းရှိမယ်ပေါ့လေဒါနဲ့ပတ်သက်ပြီးလဲဒါရုပ်ရှင်ငါးတဲ့မဆိုင်ပါဘူးကျွန်တော်အမြင်တစ်ခုကိုပြောပြတာပါအရန်ခန္ဓာကြီးကျယ်အိမ်တိန်ဆောက်လိုက်မယ်အရန်ခန္ဓာကြီးကျယ်ဟိုတယ်ကြီးတလုံးဆောက်လိုက်မယ်ဘလူဟာပဲဆောက်ဆောက်အိမ်သားပါမှာပဲအမိုက်ပုံးပါမှာပဲအဲ့ဒီတော့ဒီလူတွေရဲ့အညစ်အကြေးနဲ့ပတ်သက်ပြီးတော့အမိုက်တွေနဲ့ပတ်သက်ပြီးတော့တရားရဲ့အလုပ်ဆိုတာလူတိုင်းဘဝမှာဖြစ်မှမလို့ကြောင်းပါမှာပဲအဲ့ဒီအလုပ်တွေကိုလုပ်ပေးနေတဲ့လူရန်သားလူဖွဲ့စည်းမှာရှိတဲ့လူရန်သားတည့်ရဗျာအဲ့ဒါကိုတင်ချနေကြအကြောင်းတော့ဘာမှမရှိဘူးပေါ့လေ ဟုတ်တယ်မလားဘလောက်ပဲကောင်းတဲ့အကျင်ကားပဲဟိုတယ်ကြီးဖြစ်ဖြစ်အိမ်သာမထည့်လို့မမရတာအမိုက်ပုံးမထည့်လို့မမရတာလူတိုင်းဝိုင်းမှာရှိကိုရှိတဲ့နဲ့လူရန်သားတည့်ရလို့ပဲကျွန်တော်တော့မြင်မိရယ်ဗျနောက်ထပ်ကျွန်တော်ချီးကျူးကျင်တာတော့ဆင်မပေါ့လေဆင်မကတော့ကျွန်တော်သာအကယ်ဒမီပေးတဲ့အဖွဲ့ဆိုလို့ရှင်တော့ သူ့ကိုကျွန်တော်အကောင်းဆုံးဇက်ပုပ်ပုစုဇက်ပုပ်ပုစုပေးလောက်မယ်ပေါ့။အဲကျွန်တော် Mr. Alu program ရိုက်တဲ့အချိန်မှာကျွန်တော်ချီးသမျှရုပ်ရှင်ကတော်တော်များများလေးမှာသူပါရဲ့ရုပ်ရှင်ကားတွေမှာသူဇက်ပုပ်ကအရန်ကောင်းတယ်ပေါ့။ဒါကျွန်တော်ပုံဝင်မချတာတခုတော့ရှိရပါ။အဲ့ဒါဘာလဲဆိုတော့နာမည်ကြီးလိုက်မြင်းမြတ်စီသူပဲဖုံးမင်းနေလား။ဖုံးမင်းနေလားပါတဲ့အခါနည်းနည်းလေးပဲပါတာ။တကယ်ဒီရုပ်ရှင်ကားတကားလုံးကိုတည်သွားတာမြင်းမြတ်ကဆင်မရတည်သွားတာ။အမှန်မှန်သလို့ရှိရဒီအပေါ်မှာနာမည်ကြီးတဲ့နေရာမှာဆင်မရောက်နေတဲ့လား။ဘာဖြစ်လို့ရောက်မနေလဲတော့ကျွန်တော်မသိဘူးပေါ့လေ။ဘာပဲပြော သူတေးရောဆောင်လာတွေကသဘောကျရင်အဲ့တခုကတော့ကျွန်တော်ဘဝင်မကြောက်ဘူးပေါ့ကျွန်တော်ပြောခဲ့သလိုပါပဲဒီကားမြန်မာပြည်သက်ကြိုက်မဲ့ကားမျိုးဇလန်းကရနေတော့ရိုးရှင်းတယ်မြင်းမြတ်ကညီညီမတွေအပင်ဟိုအနေနာခံတယ်ညီညီမတွေအထင်လွဲတယ်ဇက်နာတယ်ပြန်ပြေသွားတယ်ပြန်ထင်ပြန်အဆင်ပြောင်းလုပ်ပြီးရယ်ပြန်ထင်လွဲတယ်ပြန်ပြီးနာကျင်မြရယ်ပြန်အဆင်ပြေသွားရယ်ဒါနဲ့ပဲတန်တရားလည်နေတာပေါ့လေခုနအစောပိုင်းကပြောခဲ့သလိုပဲဆက်သိန်းကိုတော့ကျွန်တော်လုံးဝမကြောက်ဘူးမြန်မာကားအရန်ဆန်တယ်အဲ့ဒါကျွန်တော်အနေနဲ့ rating ပေးမှာဆိုလို့ရှိရင်တော့10မှာ6လောက်ထိတော့ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါမြင်းမြတ်တို့စင်မတို့တော့ product ဒီ camera crew အပင်မခံပြီးရိုက် ထားတဲ့ဟာတွေအတွက်ကတော့ကြိုးစားထမှုအတိမတ်ပြုတဲ့အတွက်ပါဇလန်ကတော့ဘာမှအသိသူကြားစံပြနေတာမျိုးတော့မရှိပါဘူးဘလို့လူမျိုးတွေကြိုက်မလဲဆိုလို့ရှင်တော့မြန်မာပြည်သက်တွေကြိုက်မယ်နောက်ပြီးတော့ဇန်နာဟိုမှာကြည့်ကြံပါတယ်ဆိုတော့မြန်မာကားကြိုက်တဲ့ပြည်သက်တွေကတော့ဒီကောက်အသေးချောက်အကြိုက်တွေမှာပါ ကျွန်တော်ဘွားမှာလဲဒါ pressure တွေတော့မှာဗျာတော့ဒီလူပြည့်တာမမြင်ဘူးဒီကားတော့လုံးဝအပြည့်ပဲယုံထဲမှာတခုံးမှောင်မလွတ်လောက်အောင်ပြည့်ရတဲ့အထိကိုပြိတ္တတွေကအားပေးကြရယ်ဗောလေဒီနေ့အတွက်ကတော့ဒါတော့ပါပဲဒါကတော့ဒီမြေသာရုပ်ရှင်စကားကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်အမြင်ဟို review ပြောပြရတာပါကျွန်တော်ပြောရရင်လည်းပတ်သက်ပြီးတော့ဝေဖန်အကြံပြုချင်တာရယ်ဆွေးနွေးချင်တာရယ်ရှိရယ်ဆိုလို့ရှိရင် comment မှာရေးပေးခဲ့ပါအောင်အဆုံးအထိစောင့်ကြည့်ပြီးပြိတ္တတွေအားလုံးလည်းအထူးပဲကျေးဇူးတွေရှိပါတယ်ပြိတ္တတွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါစေလို့ဆုတောင်းပေးနေဒီ season ဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျအားလုံးတက်တာ